ရှေးခေါင်တော့မိသားစုနဲ့ပြည်သူကိုအရန်ဂယုစိုက်တဲ့ဘရင်တစ်ပါးရှိသူကလည်းသူ့ရဲ့တန်အမတ်တွေကိုမယုံသင်ခါဖြစ်လာပါတယ်သူမှာအရာရာတိုင်ပင်ဆွေးနွေးလို့ရတဲ့အထူးတန်အမတ်၃ယောက်ရှိသူတို့၃ယောက်ထဲကတယောက်ယောက်ကတော့သူ့ရဲ့ငွေစည်ရင်းကိုအလွဲသုံးစားလုပ်နေပါတယ်အဲ့ဒီတယောက်ကလည်းသူ့အလုပ်ကိုလည်းသူကောင်းကောင်းမလုပ်ပါဘူးဘရင်ကလည်းဘာဆက်လို့ရမှမသိပြားများတာပေါ့ဘဲတန်အမတ်ကမကောင်းတာလဲဘဲတန်အမတ်ကတစ္ဆာရှိတာလဲသိရဖို့အတွက်တနေ့မှာတော့၃ယောက်စလုံးကိုခေါ်လိုက်ပြီးတော့လေတန်အမတ်တို့ ရပိုင်းနေငါမွေးနေရောက်ပြီမင်းတို့၃ယောက်စလုံးကိုလည်းအိတ်တစ်ခုစီထည့်ပေးလိုက်မင်းတို့တော်တစ်ခုစီကိုသွားရမယ်အဲ့ဒီမှာအသီးပင်ရှာပြီးတော့လက်ဆက်တဲ့အသီးတွေကိုခူးယူပြီးဒီအိတ်ထဲကိုဖြည့်ထားပြီးတော့မင်းတို့မှာဒီညက်နေထိပဲအချိန်ရအဲ့ဒီလိုပြောလိုက်တာပေါ့တန်မတ်တွေကိုလည်းအိတ်တစ်ခုစီပေးပြီးတော့တောထဲကိုလွတ်လိုက်တယ်အဲ့ပြီးတော့တန်မတ်တရားလည်းတောထဲသွားတာပေါ့ပထမတစ်ယောက်ကတော့အရန်ကိုယူစားပြီးတော့လေစူးစားတဲ့လူတယောက်သူကလည်းဘရင်အတွက်လက်ဆက်ပြီးစားကောင်းတဲ့အသီးတွေကိုအိတ်အပြည့်ခူးယူလိုက်တာပေါ့ ူကလည်းသူ့အလုပ်ကိုလောရမယ့်အလုပ်ကိုကြိုးစားပန်းစားလုပ်ပြီးတော့ပြင်ပန်းသွားတယ်။အဲသူကသူ့အလုပ်ကိုရိုးရိုးသားသားလုပ်တာပေါ့။ဒုတိယအတန်မတ်ကတော့အယမ်းလဲပါတယ်။သူကဘယင်းစီမှာအသီးတွေကလက်ဆက်လားမလက်ဆက်ဘူးလားစစ်ကြည့်ဖို့အချိန်မရှိဘူးလို့တွေးပြီးတော့အောက်မှာကျနေတဲ့အသီးတွေကိုကောင်းလားမကောင်းလားမကြည့်ပဲအိတ်ထဲကိုထည့်သွားလိုက်။သူကောက်ထားတဲ့အသီးတွေကလည်းမကောင်းပါဘူး။သူကလည်းအိတ်ဖြည့်ပြီးတော့လည်းအပင်အောက်မှာအေးဆေးထိုင်နေ။တတိယတစ်ယောက်ကတော့အယမ်းအတကြီးပြီးတော့အပြင်းကြီးသူကလည်းဘယင်းဟာအဲ့ရဲ့အရှင်နဲ့အလေးချိန်ကိုကြည့်မယ်ပဲထင်လိုက်တာပေါ့ အထဲမှာပါရှိလဲဘလောက်ရှိလဲကောင်းလားမကောင်းလားမကြည့်နိုင်ဘူးလို့ပဲထင်မိတတိယမကဘာမှမစင်စားဘဲနဲ့တိရွယ်၆တွေကြောက်တုံးတွေထဲလိုက်ပြီးတော့အပင်အောက်မှာထိုင်နာညနေရောက်ဖို့စောင့်တာပေါ့ဘယင်ပေးလိုက်တဲ့အချင်းကလည်းကုန်သွားခဲ့ညနေရောက်တော့အမတ်၃ယောက်စလုံးကလည်းသူတို့ရဲ့အိတ်ကိုစီနဲ့နန်းတော်တွေကိုပြန်သွားခဲ့တာပေါ့ဘယင်ကလည်းအမတ်၃ယောက်စလုံးပြန်လာတာကြည့်ပြီးတော့သူတို့၃ယောက်ရဲ့အိတ်ထဲမှာဘာရှိလဲဖွင့်မကြည့်ဘူးဘယင်ကလည်း၃ယောက်စလုံးကိုသုံးနေရာမှာချုပ်ထားလိုက်တာပေါ့သူ့ရဲ့တပ်သားတွေကိုလည်းသူတို့၃ယောက်စလုံးကိုတက်လာလုံးထမင်းမပေးဘူးမှားလိုက်ပါ ူတို့သုံးယောက်ကလည်းတစ်လလုံးတော်ထဲမှာခူးလာတဲ့အဲ့ဒီအသီးတွေပဲစားကြလိမ့်မယ်လို့လည်းမှားကြလိုက်။အမတ်သုံးယောက်လုံးကိုလည်းထောင်ချလိုက်တာပေါ့။ပထမအမတ်ကတော့လက်ဆက်တဲ့အသီးတွေခူးထားတော့သူကတော့တစ်လလုံးလုံးအေးအေးဆေးနေလိုက်။ဒုတိယအမတ်ကတော့မကောင်းတဲ့အသီးတွေထည့်ထားတဲ့အတွက်အဲ့ဒီအသီးတွေကိုပဲတစ်လလုံးစားရတာပေါ့။သူကတော့မကောင်းတဲ့အသီးတွေစားပြီးတော့နေမကောင်းဖြစ်သွားတယ်။အတကြီးပြီးတော့အပြင်းကြီးတဲ့တတိယအမတ်ကတော့အရွက်ချောင်းနဲ့ကြောက်တုံးတွေပဲထည့်ထားတာဖြစ်တဲ့အတွက်တစ်လလုံးလုံးစားစရာမရှိဖြစ်ပြီးတော့လေသူ့အကျင့်အပေါ်မှာနောင်တရပါ ူသာအပြင်းမကြီးပဲစားစရာအတိခူးခဲ့ရင်ဒီလိုကြုံရမှာမဟုတ်ဘူးထောင်ထဲရောက်ပြီးတော့နှစ်ရက်ကြာမှတော့စားစရာမရှိတော့တာကြောင့်တေဆုံးသွားခဲ့တာပေါ့အဲ့ဒီတော့တငယ်ချင်းတို့ရေဒီပုံမြင်လေးကနေအတ္တဆိုတာကိုကောင်းကျိုးပဲကိုကြည့်အပြင်းကကို့အတွက်ဘာမှမလုပ်ဘဲထိုင်နာတာမကြိုးစားတာဖြစ်ပြီးတော့လေအတ္တနဲ့အပြင်းကအဲ့ဒီနေမှာတော့ဘာမှမထူးကြပဲအနာဂတ်မှာကြာလာတဲ့အခါမှာနောင်တရရကြတယ်အဲ့ဒီချိန်တော့ကဒါဒီလိုလှုပ်ဖြစ်ခဲ့ရင်ကောင်းပါပဲလို့မကြာခဏပြောတာကြားဘူးကြမှာပါ ါပေမဲ့အဲ့ဒီချိန်တော့ဟာအပြင်းကြီးတဲ့ဆုံးဖြတ်ချက်ချမိခဲ့တဲ့အတွက်အဲ့ဒီနေရာမှာပဲရက်တန်နေပါတယ်စ조사တဲ့သူကတော့တိုးတက်အောင်မြင်သွားပါတယ်အလုံမှာအတ္တနဲ့အပြင်းကြီးတာကိုရှောင်ပါမဟုတ်ရင်တော့နောင်တတွေနဲ့ရှေ့ဆက်ရလိမ့်မယ်အချိန်ရက်တန်ဖို့ဘယ်သူမှလည်းမဖြတ်နိုင်ကြဘူးတင်းရာချီပေးပြီးတောင်မှပဲဘဝရဲ့တမီးနှစ်ကိုလည်းနောက်ပြန်ရွှေ့လို့မရဘူးဒါကြောင့်လည်းအချိန်ကိုကောင်းကောင်းအသုံးချပါအချိန်တိုင်းမှာကောင်းတာနဲ့ဆိုးတာရှိပါတယ်။ကောင်းတာကတော့လက်ရှိမှာကြိုက်တယ်လို့လုပ်လို့ရပါတယ်။မကောင်းတာကတော့ကုံဆုံးသွားတတ်တာပဲ။စင်ရဲသူချမ်းသာသူဘသူဖြစ်ဖြစ် အားလုံးမှာတနည်းကို24နာရီအချိန်ရကြပါတယ်အချိန်ကိုကိုယ့်ဘက်ကဘလို့အသုံးချမလဲဆိုတာကိုယ့်လက်ထဲမှာပဲရှိပါတယ်ပုံမြင်လေးကိုသဘောကျရင်လည်း like လေးပေးခဲ့ကြပါအောင်ခင်ဗျာဒီပုံမြင်လေးကိုကြည့်ပြီးတော့လည်းလိုအပ်တဲ့ငွေချင်းတွေစီကိုမျှဝေပေးပါအခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ပုံမြင်တွေကိုဇက်တိုက်ကြည့်ကြင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါခင်ဗျာကျွန်တော်တို့ channel ရကနေဘလို့တွေရရှိလာမယ်ဘာတွေရရှိလာတယ်ဆိုရအောင်လည်း comment လေးမှာလည်းပြောပြခဲ့ပါနောက်ဗီဒီယိုမှာအခုလိုပုံမြင်လေးတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ ။တငယ်ချင်းတို့အားလုံးလည်းစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ။